လင်မယားတွေခွဲခွာနေတိုင်းတာကြာရင်အလိုလိုပြက်ဆဲတယ်ဆိုတာဟုတ်ပါသလားအလုံးမဲ့မင်္ဂလာပါကျွန်တော်ကတော့ LLC Group မြန်မာလောကန်ကရလတော်ရှင်နေဥပောက်ကျဖြစ်ပါတယ်နောက်လောကန်အနေနဲ့အများပြည်သူကိုသိသားတဲ့ဥပဒေဆိုင်ကိစ္စရဲ့များကိုဒီနေ့ညဝင်ရဲ့ရှိပါတယ်အဲ့တော့ကျွန်တော်လောဖန်ကိုမေးမြန်းကြတဲ့မေးခွန်းတွေထဲမှာပေါ့နော်လင်မယားတွေ6လခွဲခွာနေတိုင်းရင်တစ်နှစ်ခွဲခွာနေတိုင်းရင် ုံးနဲ့ခွဲခွာနေတိုင်းရင်လင်ခမရကန်းအလိုလိုပြက်ဆဲတယ်ဆိုတာဟုတ်ပါသလားပေါ့နော်တချို့ကလည်းပဲလင်မယားတွေခွဲခွာနေတိုင်းတာအချိန်ဘလောက်ကြာရင်အလိုလိုကွာရှင်းပြက်ဆဲပါသလဲပေါ့စသဖြင့်ပုံစံအမျိုးမျိုးနဲ့မေးမြန်းနေကြတာရှိပါတယ်ဒါကြောင့်မလို့ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အကြံပြင်းလေးဆွေးနွေးမြောက်ဝေပေးခြင်းဖြစ်တယ်ပေါ့နော်ဒီအကြောင်းအရာလေးကတော့မြန်မာဗုဒ္ဓဘာသာဝင်တွေအတွက်ဆွေးနွေးမြောက်ဝေပေးခြင်းဖြစ်ပါတယ် အဲ့တော့မြန်မာလေထုံးတမ်းဥပဒေအရပေါ့နော်လင်ခံမရခံပြက်ဆဲနိုင်တဲ့အကြောင်း၃မျိုးရှိပါတယ်အဲ့ဒါတွေကတော့နံပါတ်၁ချက်ကနှစ်ဦးသဘောတူ question တာပါနံပါတ်၂ချက်ကတော့လင်ဖြစ်သူယဟန်ပြူတာပေါ့နော်နံပါတ်၃ချက်ကတော့အင်တော်ရေးပြုမှုကြောင့် question တာပဲဖြစ်ပါတယ်ဒီအချက်၃ချက်မှာလင်ဖြစ်သူယဟန်ပြူသွားတယ်ဆိုတဲ့အချက်တစ်ချက်ကသာလင်ပေါ့နော်လင်ခံမရခံအလိုလိုပြက်ဆဲခြင်းဖြစ်ပါတယ် ယနေ့အချက်တွေကတော့အလိုလိုပြက်ဆဲခြင်းမရှိဘူးပေါ့နော်အဲ့တော့လေဖြစ်သူယဟန်ပြုတယ်ဆိုတဲ့နေရာမှာလည်းပဲခိတပြုတဲ့ဒုံလဘယဟန်ကို ဆိုလိုခြင်းမဟုတ်ဘူးယတ္တပံဝတ်တဲ့ယဟန်ကိုဆိုလိုခြင်း ဖြစ်ပါတယ်အဲ့တော့မယားစိမ့်မထောက်ပံ့တာတို့ကလေးစိမ့်မထောက်ပံ့တာတို့ဖောက်ပြန်တာတို့နောက်အိမ်အောင်ပြူသွားတာတို့ခွဲခွာနေထိုင်တာတို့စတဲ့အချက်တွေကလင်ကမယားကံအလိုလိုကွာရှင်းပြက်ဆဲနိုင်တဲ့အချက်တွေမဟုတ်ဘူးပေါ့နော် ဲ့တော့ဆုံးပြမှုကိုအကြောင်းပြုပြီးတော့ဆန္ဒဖော်ထုတ်ရင် လင်ခန်းမယားကံ ပြက်ဆဲတယ်ဆိုပြီးတော့ကျွန်တော် post ဒီရေးသားဖော်ပြခဲ့ဘူးတာရှိပါတယ်ဆုံးပြမှုကတော့ဆုံးပြခံရတာတစ်နှစ်တို့သုံးနှစ်တို့ကြာလို့ရှိရင်ပေါ့နော်ဆန္ဒဖော်ထုတ်လိုက်မယ်ဆိုရင်လင်ခန်းမယားကံပြက်ဆဲသွားနိုင်တဲ့ကိစ္စရပ်တွေရှိပါတယ်အဲ့တော့လင်ခန်းမယားကံအလိုလိုပြက်ဆဲတဲ့ဆိုတဲ့ကိစ္စနဲ့ဆုံးပြခံရလို့ဆန္ဒဖော်ထုတ်တဲ့ ဆန္ဒဖော်ထုတ်ပြီးနောက်ပိုင်းမှာလင်ခန်းမြတ်ကပြက်ဆဲသွားတယ်ဆိုတဲ့ကိစ္စရဲ့နှစ်ခုဟာတူညီခြင်းမရှိဘူးဆိုတာကိုတော့သတိပြုရမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ရဲ့ဒီဆွေးနွေးမျှဝေမှုကိုအနှစ်ချုပ်ရမယ်ဆိုရင်လင်မယားတွေခွဲခွာနေထိုင်တာကြာရင်အလိုလို ပြက်ဆဲသလားဆိုရင်ပြက်ဆဲသွားခြင်းမရှိဘူးဒီမှာသတိပြုရမယ့်တစ်ချက်ကအလိုလိုပြက်ဆဲတယ်ဆိုတဲ့အချက်နဲ့ဆွန့်ပစ်ခံရလို့ဆန္ဒဖော်ထုတ်လိုက်တယ်အဲ့လိုဆန္ဒဖော်ထုတ်လိုက်လို့ ပြက်ဆဲတဲ့ဆိုတဲ့အချက်နှစ်ချက်ဟာတူညီခြင်းမရှိဘူးဆိုတာလေးကိုသတိပြုရမှာဖြစ်ပါတယ်။နောက်တစ်ပိုင်းမှာတော့ကျွန်တော်သက်ဆိုင်ရာခေါင်းစဉ်လေးတစ်ရက်နဲ့ဆက်လက်ဆွေးနွေးမျှဝေပေးသွားပါမယ်။ဒီဗီဒီယိုလေးကိုကြည့်ရှုခဲ့တဲ့သူအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။